နျူကလ িয়ার စွမ်းအင်စက်ရုံကိုမြန်မာနိုင်ငံအောက်ပိုင်းရခိုင်ကတဝဲထူးစီးပွားရေးဆောင်မှာတိစောက်ဖို့လက်မှတ်ရေးထိုးထားပါတယ်။ဒါအပြင်စစ်ကောင်မရှင်ရဲ့ယခုတစ်ခေါက်ရုရှားခရီးစဉ်ကနျူကလ িয়ার စွမ်းအင်နဲ့လျှက်စစ်မီးရအောင်ကြိုးပမ်းမယ်လို့လည်းထုတ်ပြန်ထားပါတယ်။နျူကလ িয়ার စွမ်းအင်ကနေလျှက်စစ်မီးရအောင်လုပ်လို့ရတယ်လို့ကြောက်မီသွေးတဘာဝတံငွေနဲ့ရေအားကနေလည်းလျှက်စစ်မီးရအောင်လုပ်လို့ရပါတယ်။မြန်မာနိုင်ငံမှာတော့နျူကလ িয়ার စွမ်းအင်တုံးတအားပေးစက်ရုံကလွယ်ရင်အကုန်ရှိပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံရဲ့လျှက်စစ်မီအချိန်မှန်ရခြင်းမရခြင်းဆိုတာကတော့အားလုံးသိပါနျူကလ িয়ার တအားပေးဆက်ယုံဆိုတာနိုင်ငံတွင်းယင်းနှိမ့်နှံမှုပြည်တွင်းစီးပွားရေးနဲ့ပြည်သူလူထုအားလုံးရဲ့ဖူလုံလောက်ငါမှုတွေကိုယင်းဒီပြီးအချိန်၅နှစ်ကနေ၁၀စုနှစ်အထိပေးပြီးတိဆောက်ရတာမျိုးပါနျူကလ িয়ার တအားပေးဆက်ယုံဖြစ်လာဖို့ပြပအကူအညီတစ်ခုလည်းရှိလို့မရပါဘူး ပြည်တွင်းကတက်ကြွနဲ့ပညာရှင်တွေနဲ့ကောင်းမွန်စွာစီမံခန့်ခွဲတတ်တဲ့ဤစနစ်ရှိမှသာစိတ်ချလုံခြုံစွာလည်ပတ်နိုင်မှာပါဒီလိုမှမဟုတ်ရင်နျူကလ িয়ার တအားပေးဆက်ယုံရဲ့စုပစ်ပစ္စည်းတွေဟာပြည်သူလူထုကိုအကျိုးသက်ရောက်နိုင်ပါတယ်မြန်မာနိုင်ငံလိုအနေထားမျိုးနဲ့နျူကလ িয়ার တအားပေးဆက်ယုံဆိုတာဟန်ပြတက်တက်အကြောင်းရှာတာဖြစ်နိုင်ပြီးနောက်ွယ်မှာမတိနိုင်မမြင်နိုင်တဲ့ရည်ရွယ်ချက်တွေရှိနေနိုင်ပါတယ်အခုလိုမျိုးသတင်းချက်လက်တွေကိုစိတ်ဝင်စားရတဲ့ဆိုရင် follow လုပ်ခဲ့ကြပါဦးနော်